်မင်္ဂလာပါရှင်2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့တနင်္လာနေ့အတွက်မိုးလေဝသသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရရှင်ကျမကတော့ဇင်တီပါဒီနေ့ရဲ့ရာသီဥတုအခြေအနေတွေကိုမပြောပြခင်မှာတော့အရင်ဆုံးမြင်းငလင်လောက်ခတ်မှုသတင်းကိုပြောပြပေးချင်ပါရရှင်ဒီနေ့မနက်9:34မိနစ်အချိန်ကချင်းပြည်နယ်မတူပီမြို့ရဲ့တောက်အနောက်တောက်ပန်း9မိုင်လောက်အကွာကိုဗဟိုပြုပြီးအင်အားရချက်တာစကေတုတ်တသမကိုအစင်ရှိတဲ့အင်အားနှဲငယ်ရှိတဲ့မြင်းကလေးငယ်တစ်ခုလောက်ခတ်သွားခဲ့တယ်လို့သိရပါတယ် ဆက်လက်ပြီးရာသီဥတုအခြေအနေတွေကိုကြည့်လိုက်ကြရအောင်ပါရှင်။မြန်မာနိုင်ငံရဲ့ရာသီဥတုဟာလက်ရှိမှာဘင်္ဂလားပင်လယ်ော်အတွင်းကလေတုမငိတ်တတ်မှုတွေရဲ့လွှမ်းမိုးမှုအောက်မှာရှိနေပါတယ်။ဒီအခြေအနေကြောင့်မိုးလွန်ကာလဖြစ်တဲ့နိုဝင်ဘာလကုန်ပိုင်းထိနေရာကွက်ကြားမိုးတွေဆက်ပြီးရွာသွန်းလိုက်ခြင်းရှိနေပါတယ်။ဘင်္ဂလားပင်လယ်ော်တောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေပြင်းနယ်ရဲ့ဝန်ဟာလည်းအကောင်းလာနိုင်ပြီးလာမယ့်နိုဝင်ဘာလကုန်ပိုင်းမှာမုန်တိုင်းငယ်တလို့ဖြစ်သူရောက်ရှိလာနိုင်တယ်လို့ခန့်မှန်းထားပါတယ် ဒီဖြစ်စဉ်ကြောင့်မြန်မာနိုင်ငံတောက်ပိုင်းဒေသတွေစီကိုတိတ်အနေတွေဝင်ရောက်အကောင်းနေပြီးလာမယ့်နိုဝင်ဘာလ22ရက်နေ့ထိဆောင်းနှင်းမိုးလုံမိုးနှင်းငယ်ကနေမိုးတင့်တင့်ရွာသွန်းနိုင်ပါရဲ့ရှင်။ဒါကြောင့်မလို့ဒီရက်ပိုင်းအတွင်းမှာရုတ်တရက်မိုးရသွန်းတာမျိုးတွေကြုံတွေ့ရနိုင်တာကြောင့်အထူးသတိပြုဖို့လိုအပ်မှာဖြစ်ပါရဲ့ရှင်။ဒီလိုအချိန်ဟာစပားရိတ်သိမ်းချိန်၊စားလုံငန်းကွင်းတွေအတွက်အရေးကြီးတဲ့အချိန်ဖြစ်တာနဲ့ညီ တောက်သူဦးကြီးတွေနဲ့စားလုံငန်းလုပ်ကိုက်သူတွေအနေနဲ့ရာသီဥတုအခြေအနေကိုသတိထားပြီးလုပ်ကိုက်ဆောင်ရွက်ကြဖို့အကြံပြုလိုပါရဲ့ရှင်။အထူးသဖြင့်ရိတ်သိမ်းပြီးသားစပားတွေကိုအမိုးအကာအောက်မှာဒါမှမဟုတ်အမြင့်တနေရာမှာစနစ်တကျသူလောင်ထားဖို့အရေးကြီးပါတယ်။ဒီနေ့အတွက်အဓိကမိုးရသုံးနိုင်တဲ့နေရာတွေကတော့တနင်္သာရီတိုင်းမွန်၊ကရင်နဲ့ရန်ကုန်တိုင်းတို့မှာနေရာကွက်ကြားမိုးနှင်းငယ်ရွာနိုင်ပြီးမိုးရနိုင်ခြေဟာ60ရာခိုင်နှုန်းခန့်ရှိနေပါတယ်။တခြားတိုင်းနဲ့ပြည်နယ်တွေမှာတော့အများအားဖြင့်တာယာနိုင်ပါရဲ့ရှင်။ ပင်လယ်ပြင်အတွက်သတိပေးချက်လည်းရှိပါတယ်။အဲ့ဒါကတော့ကပလီပင်လယ်ပြင်မှာအရှိလေစီကြောင်းကအားကောင်းနေတာကြောင့်မြို့ဝကျုံပေါ်မုတ်တမာခွေမွန်တနင်းသားရီကံယူရန်တခြားနဲ့ကမ်းလွတ်ပင်လယ်ပြင်တွေမှာလေပြင်းတွေတိုက်ခတ်နိုင်ပါတယ်။လေတိုက်နှုန်းဟာတနအီကို25မိုင်ကနေမိုင်30အထိရှိနိုင်ပြီးလှိုင်းမြင့်ဟာလည်း9ပေကနေ6ပေလောက်ထိမြင့်တက်နိုင်ပါတယ်။ဒါကြောင့်ကြားဖောက်လုပ်ငန်းလုပ်ကိုင်သူတွေကန်နီကန်ဝင်းငါးဖန်သမားတွေနဲ့ပင်လယ်ခီးသွားပြည်သူတွေအနေနဲ့အထူးသတိပြုကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။ ။နောက်ဆုံးအနေနဲ့ကတော့ခရမ်းလွတ်ရောင်ကြီးညွန်ကိတ်တိပေးကြပါ။ရှမ်းပြည်နယ်တောင်ပိုင်း၊ပဲခူးတိုင်းရှေ့ချမ်း၊ရန်ကုန်တိုင်း၊မွန်နဲ့အရာဝတီတိုင်းတို့မှာခရမ်းလွတ်ရောင်ကြီးကြားရောက်မှုဟာအလွန်မြင့်မာတဲ့အဆင့်၉ထိရှိနေပါတယ်။ဒါကြောင့်နေလေကင်းကျဲပြင်ထွက်မယ်ဆိုရင်နေကမျက်မှန်၊အုတ်ထုတ်ထီးနဲ့အင်ဂျီလက်ရှိတွေဝတ်ဆင်သွားကြဖို့အကြံပြုရင်းဒီနေ့တော့မိုးလေဝသတင်းကိုဒီမှာပဲဆုံးသက်လိုက်ပါရစေရှင်။မိုးလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေတာကြောင့် ကျမတို့ CJ platform ရဲ့နောက်ဆုံးရမှုလေ့ဝါသခန့်မှန်းချက်တွေကိုလည်းဆက်လက်ဆက်ကြည့်ပေးကြပါလို့မြစ်တမ်းရခန့်လိုပါရဲ့ရှင်။ CJ platform ရဲ့မူလဝါသခန့်မှန်းချက်တွေကိုနားဆင်ကြည့်ရှုပေးခဲ့ကြသူအားလုံးတဘာဝပေးစစ်ပေတွေကနဲ့အများဆုံးကင်းဝေးပါစေလို့ကျမစင်တီကဆုတောင်းဝေးပါရဲ့ရှင်။မိမိတို့ဒေတာတွင်မှဖြစ်ပေါ်နေတဲ့မူလဝါသနဲ့ရာသီဥတုဖြစ်စဉ်တွေကိုလည်းကွန်မန့်မှာရေးသားမျှဝေပေးခဲ့ကြပါဦးရှင်။